အဲ့တော့ကျွန်တော်တို့ဒီကနေ့မှာ sampling method ဒီအကြောင်းကိုလွှတ်ချင်ပါတယ်အဲ့တော့ဒီမှာ sampling method လို့ပြောတဲ့အခါမှာကျွန်တော်တို့သက်ဆိုင်ရာ specialization like ဒီ sampling method လေးတွေအသေးစိတ်ကလေးတွေရှိပါလိမ့်မယ်သို့တော်လည်းပဲဒီမှာတော့ဖြင့်ကျွန်တော် statistic မှာဒီ generally ကျွန်တော်တို့သုံးတဲ့ sampling method လေးတွေကိုမိတ်ဆက်ပြီးမှဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကကိုယ့်ရဲ့ field specialization မှာလည်းပဲတနည်းမဟုတ်တနည်းကျွန်တော်တို့အခြေခံအနေနဲ့ဒါစဉ်းစားလို့တွေးခေါ်လို့သုံးချလို့ရပါလိမ့်မယ်เนาะအဲ့တော့ဒါလေးကိုဒီနေ့သွားကြည့်ပါလေအဲ့တော့ကျွန်တော်တို့ sampling method အကြောင်းကိုသွားပြီဆိုလို့ရှိရင်ကျွန်တော် share lecture တွေမှာပြောခဲ့တဲ့ population ဆိုတာပါလေเนาะနောက်တစ်ခါ sample ဆိုတာပါလေဆိုတဲ့ဟာကဒါမတိလို့ကိုမရတဲ့ကိစ္စပါ တော့ကိုကဒီ population တစ်ခုနဲ့ပတ်သက်ပြီးတော့မှသူတေသနာတစ်ခုလုပ်မယ်အဲ့လိုမျိုးလုပ်တဲ့အခါမှာဒီ population တဲမှာရှိနေတဲ့တူးချင်းတယောက်ချင်းစီအတွက်အချက်လက်တွေကိုမင်းမြန်ကောက်ယူဖို့ဆိုတာကအဆင်မပြေနိုင်ပါဘူး။ဒါကြောင့်မပြေနိုင်လဲဆိုတော့ population ကများရင်များသလိုချိန်တွေအများကြီးပေးရတယ်၊လူဝင်အားတွေအများကြီးတုံးရတယ်၊ငွေကုန်ချေချာများတယ်။အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီ population တွေကနေပြတော့မှကျွန်တော်တို့ sample လို့ခေါ်တဲ့နမူနာတွေကို ကောက်ယူကြရတာဖြစ်ပါတယ်အဲ့ဒီလိုမျိုးကျွန်တော်တို့ population data နဲ့ပြောမှ sample လုပ်တဲ့အခါမှာကျွန်တော်တို့ကိုယ့်ရဲ့သုတေသနရဲ့ရည်ရွယ်ချက်ပေါ်မူတည်ပြီးတော့မှကိုက sampling method ကိုမမှန်ကန်ကန်ရွေးချယ်နိုင်ဖို့လိုလာပါတယ်အဲ့တော့ဆိုလိုတာကရည်ရွယ်ချက်ကတစ်ခုကိုရွေးချယ်လိုက်တဲ့တုံးတုံးလိုက်တဲ့ sampling method ကသူ့အတွက်ထောက်ပံ့ဖြစ်နိုင်တာမျိုးဆိုလို့ရှိရင် okay မဖြစ်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီမှာတဲ့ကောကကျွန်တော်တို့ကစပြီးတော့မှလွှဲချော်မှုကစပြီပေါ့အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီ population sample ဆိုတာကိုစောရေးတဲ့ကမိတ်ဆက်ပြီးရှင်းပြခဲ့ပါတယ်အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့နမူနာတွေကောက်ယူမယ်အဲ့တော့ population ဆိုတာကကိုယ်စိတ်ဝင်စားတဲ့အုပ်စုကြီးပေါ့ဗျာအဲ့ဒီအုပ်စုကြီးနဲ့ပတ်သက်ပြီးတော့မှကိုကဒီခြုံငုံကောက်ချက်ချပြီးပြောခြင်းနဲ့အဲ့ဒီအတွက်ကြောင့်မို့အဲ့ဒီ population တွေကနေပြီးတော့မှ sample တွေကောက်ယူလိုက်တယ် sample ဆိုတာက population ရဲ့စိတ်ပိုင်းတစ်ခုပေါ့သို့တော်လည်းပဲ sample ကောက်တဲ့အခါမှာကိုကောက်ချင်တယ်လို့ကောက်လို့တော့မရဘူးပေါ့အဲ့ဒီ population ကြီးကိုတကယ်ကိုစားပြုမဲ့ sample တွေ sample တွေကိုစုံလင်အောင် ကောက်ဖို့တော့လိုတယ်အဲ့ဒီလိုမျိုးလုံးမှသာလည်းရင်ဒီ data ပေါ်မှာ တွက်ချက်ပြီးတော့မှရလာတဲ့ result အဲ့ဒီ result ကိုခြေခံပြီးတော့မှ population ကြီးအကြောင်းကိုဒါကောက်ချက်ချတဲ့အခါမှာခြုံငုံသုံးသက်တဲ့အခါမှာမှန်ကန်တဲ့ကောက်ချက်ချမှုမျိုးမှန်ကန်တဲ့ ခြုံငုံသုံးသပ်မှုမျိုးဖြစ်မှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ sampling method ကဆိုလို့ရှိရင်ဒီမှာအရေးပါလာတာဖြစ်ပါတယ်ဒါလေးကိုတိကျတည်ဖို့လိုပါတယ်ဒါဆိုရင်ဟုတ်ပြီကြာဒါထားပါတော့ဗျာကျွန်တော်တို့အားလုံးတော့တည်ပြီးဖြစ်မယ်သို့တော်လည်းပဲဒီမှာကျွန်တော်တို့ figure လေးနဲ့ရှင်းလိုက်တော့ပို့ပြီးမြင်သာတာပေါ့ဒီမှာ population တစ်ခုဆိုပါတော့တကယ်လက်တွေ့ပေါ်မှာတော့ဖြစ်တည်တဲ့မကများရတယ် အဲ့ဒီကနေပြီးတော့မှကိုက sample ကောက်ယူမယ်ကောက်ယူတဲ့အခါမှာဒီမှာဆိုရင်တော့ဖြစ်ရင်ကျွန်တော်တို့ဒီ population ထဲမှာမူခွဲအနေနဲ့အပြာရဲ့အစိမ်းရဲ့နှမျိုးပါတယ်တကယ်တကယ်လက်တွဲပွားမှာတော့ဖြစ်ဒီလိုမျိုးမူခွဲတွေအများကြီးရှိကောင်းရှိမယ်အဲ့တော့ဒီ population ကြီးအကြောင်းကိုခြုံငုံသုံးသက်ကောက်ချက်ချဖို့ဆိုလို့ရှိရင်ဒီ population ထဲမှာပါနေတဲ့ဥယျာဉ်တွေမူခွဲတွေအားလုံးကကိုယ့်ရဲ့နမူနာထဲမှာပါလာဖို့လိုတာပေါ့ အဲ့ဒီလိုမျိုးပအောင်တော့ကောက်ဖို့လိုတယ် population ကိုပြန်ပြီးတော့မှ inference လုပ်မယ်ဆိုလို့ရှင်ရင်ကိုကောက်လိုက်တဲ့ sample ဒီ population ထဲမှာ ရှိနေတဲ့ဥယျာဉ်မျိုးစားမတူညီတဲ့တဘာဝရှိတဲ့ဥယျာဉ်မျိုးစားတွေအားလုံးပါဝင်ဖို့လိုတယ်အဲ့လိုပါဝင်မှသာလျှင်ဒီ sample data ကိုအခြေခံပြီးတော့မှကျွန်တော်တို့တွက်ချက်လိုက်တဲ့ result လေးက နော်ဒါကျွန်တော်တို့ population ကိုသွားပြီးထင်ဟန်နိုင်မှာဖြစ်တယ်အဲ့လိုထင်ဟန်မှသာလျင်ဒီ result ပေါ်မှာအခြေခံပြီး population ကြီးအကြောင်းကိုကျွန်တော်တို့သွားပြီးတော့မှအမှတ်ချက်ပြုတဲ့အခါမှာဒါကိုယ့်ရဲ့ဘေးတဲ့အမှတ်ချက်ပြုမှုပါဆိုလို့ရှိရင်ဒါအများကြီးနှိစက်နိုင်မှာဖြစ်တယ်အဲ့တော့ကိုဒီနော်ဒီ population ကြီးကိုသွားပြီးတော့မှခြုံငုံကောက်ချက်ချခြင်းနဲ့အဲ့ဒီလိုမျိုး လုပ်ချင်တယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ conclusion ကလည်းပဲ valid ဖြစ်ချင်တယ်တကယ်ခိုင်မာတဲ့ conclusion ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ဖြင့်ကိုရွေးချယ်လိုက်တဲ့ sampling method ကဒါအရေးရန်ကြီးသွားပြီတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် population ကြီးတစ်ခုလုံးကိုကိုစားပြုတဲ့ sample ကိုရဖို့တော့လိုတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကိုရွေးချယ်လိုက်တဲ့ sampling method ကဒါ ရန်အရေးပါသွားတယ်အဲ့တော့ဒီမှာတာမန်အားဖြင့် sampling method လို့ပြောမယ်ဆိုလို့ရှိရင်နှစ်နည်းရှိပါတယ် probability sampling နဲ့ non probability sampling တို့ဖြစ်ပါလေအဓိကအနေနဲ့နှစ်မျိုးပေါ့နော်ဒါ probability sampling နဲ့ non probability sampling ဖြစ်ပါလေဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ probability sampling ဆိုတာဘာလဲ probability sampling ဆိုတာကတော့ဖြင့် random selection ဖြစ်ပါလေကျွန်တော်တို့ population တွေကနေပြီးတော့မှ sample လုပ်တဲ့အခါမှာ ကြပန်းရွေးချယ်တာ population အဲ့လိုမျိုးကြပန်းရွေးချယ်လိုက်တဲ့အတွက် population ထဲမှာရှိနေတဲ့အယောက်တိုင်းအယောက်တိုင်းကကိုယ့်ရဲ့ sample ထဲမှာ ပါဝင်လာဖို့လို့အတွက်အခွင့်အလမ်းရှိတယ်။ဘာပလိုက်မှုမှမရှိတော့အဲ့လိုမျိုး population ထဲမှာရှိနေတဲ့အယောက်တိုင်းအယောက်တိုင်းကကိုယ့်ရဲ့ sample ထဲမှာပါလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီလိုမျိုး probability sampling နည်းကို သုံးပြီးတော့မှ data ကောက်ယူခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့မှတွက်ချက်ပြီးရလာတော့ result ကနေပြီးတော့မှ population ကြီးအကြောင်းကိုတွားပြီးတော့မှခြုံငုံသုံးသပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခြုံငုံသုံးသပ်မှုက strong ဖြစ်မှာဖြစ်ပါတယ် strong statistical inference ရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ population နဲ့ပတ်သက်တဲ့နော်ဒီ conclusion ဆွဲကျင်တယ်ဆိုလို့ရှိရင် probability sampling ကိုကျင့်သုံးတင်ပါတယ်သူက sampling bias မရှိဘူး။ဘာပက်လိုက်မှမရှိဘူး။ population တရားနေပြီးတော့မှနမူနာကိန်းတွေကိုကြပန်းကြပန်းကြပန်းရွေးယူလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရောက်တိုင်းအရောက်တိုင်းကကိုယ့်ရဲ့ sample ထဲမှာပါဖို့ခွင့်လမ်းရှိတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ဒီလူမျိုးကောက်ယူထားတဲ့ sample ပေါ်မှာအခြေခံတွက်ချက်အဲ့ရလာတဲ့ result ပေါ်မှာအခြေပြုပြီး population ကြီးကိုတွားပြီးမှတ်ချက်ပြုမယ်ဆိုလို့ရှိရင်ဒါက strong statistical inference ဖြစ်မှာဖြစ်ပါလေ နောက်တစ်မျိုးကကျတော့ non probability sampling ပေါ့သူကတော့ဖြင့်ခုန probability sampling နဲ့စံကျင်ဘက်ပေါ့ဗျာเนาะ non random ဖြစ်သွားပါတယ်ကြပန်းရွေးချယ်မှုမျိုးမဟုတ်တော့ဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ population တဲ့အနေပြီးတော့မှနမူနာတွေရွေးချယ်တဲ့အခါမှာကြပန်းရွေးချယ်တာမဟုတ်တော့ဘူးဘယ်လိုမျိုးရွေးချယ်သွားတာလဲဆိုတော့ကိုအစဉ်ပြေသလို convenient ဖြစ်ဖြစ်သလိုရွေးချယ်တာမျိုး သွားလို့လာလို့ဆင်ပြေတယ်ထိတွေ့လို့ဆင်ပြေတယ်အဲ့လိုမျိုးချက်လက်ဒီပုံမှာခြေခံပြီးရွေးချယ်သွားတာလည်းပဲဖြစ်နိုင်တယ်ဒါမှမဟုတ်ရှင်တခြားသော criteria တွေပေါ့ဥမာကိုကဒီအမျိုးသမီးအယောက်300ရှိတယ်အဲ့ထဲမှာအဲ့ထဲမှာမှပိန်နာဝရရဲ့ရှိတာရဲ့မြင့်တာရှိတယ်အဲ့ထဲမှာကိုကဒီကိုလေးချိန်150အထက်ရှိတဲ့သူတွေကိုပဲဒါမင်းမြန်းမယ်ပြောဆိုမယ်အချက်လက် ကောက်ယူမယ်ဆိုလို့ရှိရင်ဒါကကိုယ့်ရဲ့သူတေသနာမှာဒါအဝလွန်နေတဲ့မျိုးသမီးတွေနဲ့ပတ်သက်တဲ့သူတေသနာမျိုးလောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးနည်းနဲ့ပွားမယ်ဆိုရင်ဒါကျွန်တော်တို့ non probability sampling ကျင့်သုံး okay ပြဿနာမရှိဘူးဘာကြောင့်လဲဆိုတော့ကိုယ်မှာရွေးချယ်ရမယ့်စံနမူနာရှိတယ်အဝလွန်နေတဲ့မျိုးသမီး အရက်တအားရှိတဲ့အမျိုးသမီးအစားရှိတဲ့ဖြစ်ပေါ့အဲ့လိုမျိုး criteria ကိုစံထားပြီးကောက်မယ်ဆိုရင် non probability sampling ကို ကောက်လို့ရတယ်အဲ့တော့သူတေသနာရဲ့ရွေချက်ပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ဒီရွေးချယ်ရတဲ့အားလေးတွေကလည်းပဲဝဲသွားတာရှိပါတယ်အဲ့တော့ non probability sampling method ကိုကျင့်သုံးမယ်ဆိုလို့ရှိရင်တော့ဖြင့် data ကောက်ယူတဲ့အခါမှာငွေကုန်ကြေးချတတ်တာလည်းလောကခံရတာလွယ်ကူတယ်ဆိုတဲ့သဘောတရားလေးတော့ပွားပြီးရှိပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်ပြန်ပြီး ချုပ်ပြီးပြောမယ်ဆိုရင်ကျွန်တော်တို့ sampling method အဓိကနှစ်မျိုးရှိတယ် probability sampling နဲ့ non probability sampling တို့ဖြစ်တယ် probability sampling ဆိုတာကကြာပန်းရွေးချယ်မှုဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကိုက probability sampling method ကိုကျင့်သုံးလိုက်ပြီးဆိုလို့ရှိရင်ကိုရွေးချယ်မှုကနီးနီးเนาะကို area အခြေကြီးရှိတယ်ကိုကြပန်းထဲမှာပါလာပြီဆိုလို့ရှိရင်အနီးအနားလည်းပါနိုင်တယ်ဝေးရလည်းပါနိုင်တယ်ဘလောက်ကြီးဝေးလံကောင်တီပဲဖြစ်ဖြစ်ဒီလိုမျိုးနေရာမျိုး ကလည်းပဲပါလာနိုင်တယ်ပါလာပြီဆိုကိုသွားရွေးရတော့မယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးနမူနာကောက်ယူမှုမျိုးဒါဒါကျွန်တော်တို့ sampling bias ဆိုတာမရှိဘူး population ထဲမှာရှိနေတဲ့အယောက်တိုင်းဟာကိုယ့်ရဲ့ sample ထဲမှာပါလာဖို့ခွင့်လန်းရှိတယ်အဲ့ဒီလိုရှိတဲ့အတွက်ကြောင့်မလို့ဒါဒီဒါ population ကြီးကိုခြုံငုံပြီးတော့မှကောက်ချက်ချတဲ့ နော်သူတေသနာမျိုးလုပ်မယ်ဆိုရင်ရွေးချယ်တဲ့နဲ့ဒါ method တစ်ခုဖြစ်တယ် non probability sampling ကြတော့ဒါ random မဟုတ်တော့ဘူး non random ဖြစ်သွားပြီအစဉ်ပြေတလို့ရွေးချယ်တာဖြစ်ချင်းဖြစ်မယ်ဒါမျိုးကိုယ့်ရဲ့သူတေသနာအတွက်ကျွန်တော်တို့ criteria တွေထားထားတယ်အဲ့ဒီ criteria နဲ့ကန့်ညီတဲ့နမူနာတွေကိုပဲကောက်ယူသွားမယ်ဒါဆိုလို့ရှိရင်ဒါ non probability sampling ဖြစ်သွားပြီသူကတော့ဖြင့်ကျွန်တော်တို့လောက်ကန်ရတာတတောင်တတပို့ပြီးတော့မှရှိပါတယ်ဒါကအခြေခံ သဘောတရားလေးဖြစ်ပါတယ်။ကဲဒါဆိုရင်ဟုတ်ပြီကျွန်တော်တို့ probability sampling ကိုပြန်ပြီးတော့မှကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะဒါခုနကလည်းပြောခဲ့ပြီဖြစ်ပါတယ်။အဲ့တော့ဒီ population ထဲမှာပါတဲ့ရောက်တိုင်းရောက်တိုင်းဟာကိုယ့်ရဲ့နမူနာအနေနဲ့ပါလာဖို့ခွင့်လန်းစားသူရှိတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့เนาะဒါကဒီကိုကောက်လိုက်တဲ့ sample တွေအရဆိုလို့ရှိရင် population တစ်ခုလုံးကိုကိုစားပြုမယ်ပြုဖို့ခွင့်လန်းများတယ်။အဲ့လိုမျိုးပြုကျင်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကเนาะဒါ probably sampling ကိုကောက်အဲ့လိုမျိုးကောက်မှသာလေရင် ကိုယ့်ရဲ့ဒီ population ကိုခြုံငုံပြီးတော့မှကောက်ချက်ချတဲ့အခါမှာပို့ပြီးခိုင်မာမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုး population ကြီးကိုခြုံငုံပြီးတော့မှကောက်ချက်ချခြင်းနဲ့သုတေသနဆိုရင် probability sampling method ကိုကျင့်သုံးတင်ပါတယ်။ကြည့်ဒါဆိုရင်ဟုတ်ပြီကျွန်တော်တို့ probability sampling ကိုပြောလိုက်တဲ့အခါမှာအဓိကအားဖြင့်ဒီမှာ၄မျိုး ခွဲပြီးရှင်းပြထားပါတယ် simple random sampling ရိုးရိုးကြပန်းရွေးချယ်တာ systematic sampling တို့ကတော့ဖြင့်ကျွန်တော်တို့စနစ်တကျเนาะဒါလေးကိုလည်းနောက်ပိုင်းမှာသေသေရှင်းသွားပါမယ် stratified sampling population ကိုကျွန်တော်တို့အလွာလွာတွေခွဲပြီးတော့မှအလွာလိုက်ောက်ယူတာ cluster sampling ဆိုတာဖြင့် population တစ်ခုလုံးကိုဒီ cluster လို့ခေါ်တဲ့အစုစုလေးတွေတက်ခွဲပြီးတော့မှအဲ့ဒီအစုတွေကိုပြန်ပြီးရွေးချယ်ောက်ယူတာ ကျမ်းအဖြစ်လေးနည်းရှိပါတယ်အဲ့တော့ simple random sampling ဆိုတာဘာလဲပေါ့အဲ့တော့ဒီမှာလည်းပဲကျွန်တော်တို့ simple random sampling စနစ်ကိုကျင့်သုံးမယ်ဆိုလို့ရှိရင်ဒီ population ထဲမှာရှိနေတဲ့ဥယျာဉ်တိုင်းဥယျာဉ်တိုင်းဟာကိုယ့်ရဲ့ sample ထဲမှာပါဖို့လို့အတွက်အခွင့်အလမ်းညီညီမျှမျှရှိတယ်ဘယ်သူမှမဆိုပါလာနိုင်တယ်အဲ့ချက် အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကို randomization လို့ခေါ်ပါတယ်အဲ့လိုမျိုး randomization လုပ်လိုက်ပြီဆိုလို့ရှင်ရင်သူဒီ sampling bias ဖြစ်နိုင်ခြေကို အများကြီးရောကြသွားစေပါတယ်ဒါကကျွန်တော်တို့ simple random sampling ရဲ့သဘောတရားဖြစ်ပါတယ်ကဲဒါဆိုရင်ဟုတ်ပြီကျွန်တော်လက်တွေ့ဘဝမှာ simple random sampling method ကိုကျင့်သုံးပြီးဘယ်လိုကောက်ကြမလဲဒါတော့ကျွန်တော်တို့ထားပါတော့ဗျာ population တကူရှိရဲ့အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ simple random sampling method ကိုသုံးပြီးတော့မှကောက်ယူလိုက်တဲ့အခါမှာသူပါတယ်သူပါတယ်တယောက်ချတယ်နှစ်ယောက်ချတယ်သုံးယောက်ချတယ်ပါခြင်းတို့ပါနိုင်တယ်အဲ့ဒီလိုမျိုးပေါင်ကောက်ယူတဲ့ပုံစံမျိုးမှာအာသူကတော့ဖြင့်ဝါလို့သူကတော့ဖြင့်ပိန်လို့ဆိုတော့ဒီစံတမချက်ဘာမှမထားဘူးကြပန်းရွေးချယ်လိုက်တယ် အဲ့ကြပန်ရွေးချက်လိုက်တဲ့အထဲမှာပါသွားပြီဆိုရင်သူနဲ့ပတ်သက်တဲ့အချက်လက်တွေကိုကောက်ယူမယ်အဲ့လိုမျိုးလုပ်တာကဲဒါဆိုရင်ကျွန်တော်တို့လက်တွေ့ဘဝမှာ simple random sampling ကိုဘယ်လိုမျိုးကောက်ယူလို့ရမလဲပေါ့အဲ့တော့ဥပမာအနေနဲ့ကျွန်တော်တို့ကဒီ state company တခုမှာလုံလုံနေတဲ့ဝန်ထမ်းရောက်တထောင်ရှိတယ်ဆိုပါတော့ဗျာဂျာမန်ရောက်တထောင်ရှိတယ်အဲ့ဒီကနေပြီးတော့မှရောက်တရာကိုနမူနာကောက်ယူမယ် စတီကုမ္ပဏီမှာဝန်ထမ်းရောက်တထောင်ရှိတယ်။ကြားလည်းပါတယ်၊မလည်းပါတယ်။အဲ့ဒီအနေပြီးတော့မှရောက်တရားကိုနမူနာရွေးချယ်မယ်။အဲ့လိုမျိုးအနေထားမှာကျွန်တော်တို့က simple random sampling ကိုဒါသုံးလို့ရပါတယ်။ဒါသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်ဘာလုပ်ဖို့လိုလဲဆိုတော့ဒီရောက်တရားလုံးကိုကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီနံပါတ်လေးစီပေးရမှာပေါ့ ို list ယူပြီးအဲ့ list မှာ1 2 3 4 5 6 7 8 9 10ဆိုပြီးတော့မှတစ်ထောင်ထိစီချလိုက်အဲ့လိုမျိုးစီပြီးပြီးဆိုပြီးတော့မှကျွန်တော်တို့က random selection ရွေးယူมาဖြစ်ပါတယ်။ဘာမှဆုလို့ရှိရင်ကျွန်တော်တို့က sample ဆိုတဲ့ function လေးသုံးပါတယ်။ sample ဆိုတဲ့ function သုံးပြီးတော့မှဥယျာဉ်တစ်ထောင်ရှိတာဖြစ်တဲ့အတွက်1 to 1000 comma အဲ့ထဲမှာအယောက်တရာကိုရွေးချယ်มาဖြစ်တဲ့အတွက်တရာ randomly select လုပ်လိုက်ပ ဲ့လိုရွေးချယ်တဲ့အခါမှာကျွန်တော်လက်တွေ့ဘဝမှာထားပါတော့ဗျာပထမတစ်ယောက်ရွေးလိုက်တယ်နံပါတ်10ကြားတယ်နံပါတ်10ကိုကျွန်တော်မှတ်ထားလိုက်တယ်အဲ့လိုမျိုးရွေးပြီးတဲ့အခါမှာ999ပေါ့999ခုရှိမယ်တကယ်လို့ကျွန်တော်တို့ကအဲ့10ကိုပြန်ထည့်မယ်ဆိုရင်တစ်ထောင်ပြန်ဖြစ်မယ် replace လောက်တာပေါ့ပါပိသားနံပါတ်ကိုပြန်ထည့်ပြီးရွေးတာရှိတယ်ပါပိသားနံပါတ်ကိုပြန်မထည့်ပဲရွေးတာရှိတယ်တမန်အားဖြင့်ကျွန်တော်တို့ဒီမှာတော့ဖြင့် replace မလုပ်ဘူးပေါ့ replace is equal false တနည်းအားဖြင့် replace is equal for ဆိုတာလေး argument လေးထည့်လိုက်တယ်ဆိုလို့ရှိရင်ကို1000တဲ့အနေတရားရွေးချယ်လိုက်မယ်ရွေးချယ်လိုက်တဲ့တရားမှာကျွန်တော်တို့ number 2မပါတော့ပေါ့မဟုတ်လို့ရှိရင်ကိုကကိုရွေးပြီးသားဖြစ်တယ်ကိုက sample ထဲမှာပါပြီအဲ့ကိုကိုပြန်ထည့်မယ်ထည့်ရွေးမယ်ကိုပါဖို့ခွင့်လန်းထက်ရှိတယ်တစ်ချိန်ပါပြီးရင်ပြန်မထည့်တော့ဘူးပေါ့အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီ3နဲ့ function က sample 1 2 1000အထက်တရာရွေးချယ်မယ် replace မလုပ်ပါဘူးဆိုပြီးတော့မှ definition လေးကိုကျွန်တော်တို့က run လိုက်မယ်ဆိုရင်ကဲဒီမှာကျွန်တော်တို့အလွယ်တကူရောက်တရာကို randomly select လုပ်ပေးတာဖြစ်ပါတယ်ဗျာဒီလိုမျိုးလေးရွေးပေးပါတယ်အဲ့လိုပဲဒါကျွန်တော်တို့ဘလောက်ထိ random ဖြစ်လဲနောက်တစ်ချိန်ထပ်ရွေးမယ်တစ်ထပ်တည်းမတူဘူးဗျာဒီမှာကြည့်မတူလေရအောင်နောက်တစ်ချိန်ထပ်ရွေးလဲနော်အဲ့လိုမျိုးဒီလိုမျိုးလေးတုံးပြီးတော့မှ ရွေးချယ်တာကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ simple random sampling လို့ခေါ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကခုနဒီဟာကိုရွေးချိုက်ပြီးဆိုလို့ရှိရင်ဒီမှာရောက်တရားရှိတယ်။အဲခုနကျွန်တော်တို့ဒီ list လောက်ထားတဲ့ထဲကနံပါတ်6ကိုနမူနာကောက်ယူမယ်၁80ကောက်ယူမယ်အစားရှိတဲ့ဖြစ်ပေါ့ဒါဆိုလို့ရှိရင် no bias ပဲဘသူ့ကိုမှဘာကြောင့်မှခြံခဲ့တာမရှိတယ်လို့ဘသူ့ကိုမှဘာကြောင့်မှရွေးလိုက်တာမရှိဘူးဒါကျွန်တော်တို့ randomly ဆက်လက်လောက်တာပါလာတဲ့သူကိုပဲရွေးပြီးတော့မှနမူနာကောက်လိုက်တာ ဖြစ်တယ်။ဒါကကျွန်တော်တို့ဒီသူရဲ့လောက်တဲ့သဘောတရားဖြစ်ပါတယ်။အာမဆိုလို့ရှိရင်လည်းပဲဒီ randomly ဆက်လက်လောက်တာကတကယ်ကိုအမတန်ရိုးရှင်းတဲ့ function လေးပါပဲဗျာ။နော်ဒါလေးတစ်ခု။ကပီးတဲ့အခါမှာကျွန်တော်တို့ကဒီလိုနည်းနဲ့ရွေးချယ်ပြီးကောက်လိုက်ပြီပေါ့။ဒါဆိုရင်ဒါရပါပြီ။နောက်ဒုတိယတစ်ခု ကကြတော့ systematic sampling ပေါ့အဲ့တော့ systematic sampling ဆိုတာဘာလဲတော်လို့ systematic sampling ဆိုတာကအကျန်အဖြစ် simple random sampling နဲ့သွားပြီးစင်တူပါတယ်လောကကန်ရတာပို့ပြီးတော့လွယ်ကူလာပါလိမ့်အကျန်အဖြစ်တူတယ်လောကကန်ရတာ simple random နဲ့စာလို့ရှိရင်ပို့ပြီးတော့မှဒါတက်တောင်တက်တာဖြစ်လာတယ်လွယ်ကူလာတယ်ဘာကြောင့်သွားတူတယ်လို့ပြောလို့ရတယ်ပထမတစ်ဆင့်မှာ ဒီ population ထဲမှာရှိနေတဲ့ဥယျာဉ်တွေအားလုံးကိုကျွန်တော်တို့ list လောက်ချလာနံပါတ်စဉ်လိုက်တက်လိုက်အဲ့လိုတက်ပြီးပြီဆိုလို့ရှိရင်ပထမတစ်ဆင့်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီဥယျာဉ်တွေကနေပြီးတော့မှနမူနာကောက်တဲ့အခါမှာဘယ်နှယောက်ချကောက်သွားမလဲ systematic sampling ဆိုတာအကွာအညီပေါ့ဗျာဒါပါတော့ကျွန်တော်တို့က10ယောက်ချကောက်မယ်ဆိုရင်10ယောက်နောက်ထပ်10ယောက်ချနောက်ထပ်10ယောက်ချအဲ့လိုမျိုးကောက်သွားမှာ ဲ့လိုမျိုးကောက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့တအူးနဲ့တအူးကြားမှာဘလောက်အွာဝေးထားမလဲပေါ့ interval ကိုဘလောက်ထားမလဲပေါ့အဲ့ဒီဟာလေးကိုကျွန်တော်တို့တွက်ပြီးဖို့တော့လိုတယ်အဲ့ဒီဟာလေးတွက်ပြီးကျွန်တော်တို့အဲ့ဒီအတိုင်းလေးကောက်ယူတာက systematic sampling ဖြစ်ပါတယ်ဒါလေးကရှင်းပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်ဒီမှာเนาะနမူနာလေးပေးပြီးရှင်းပေးခြင်းပါတယ်အဲ့တော့ systematic sampling လုပ်မယ် ။အဲထားပါတော့ဗျာဒီမှာတော့ဖြင့်ကျွန်တော်တို့စာသင်ခန်းတစ်ခန်းမှာကျောင်းသား73ယောက်ရှိတယ်။အဲ့ဒီ73ယောက်ထဲကနေပြီးတော့မှကျောင်းသား၄ယောက်ကိုရွေးချယ်မယ်။နမူနာကောက်ယူမယ်။ systematic sampling မျိုးသုံးမယ်။ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲ။ပထမတစ်ချက်ကိုယ့်ရဲ့ population က13ရှိတယ်။ sample က၄ခုကောက်ယူမယ်။အဲ့ဒီအတွက် ဘလောက်กว่าဝေးနဲ့သွားမလဲဆိုတာကိုစုံဖြတ်ရမယ်အဲ့လိုစုံဖြတ်ဖို့ဆိုလို့ရှိရင် population size ဆိုတီ sample size နဲ့စာဒီမှာ population က73 sample က4အဲ့ဒီအတွက်73တီ4နဲ့စာတဲ့အခါမှာ3.25ဆိုတော့3ပေါ့ဒါဆိုရင်ကျွန်တော်တို့ကဒီ data កောက်ယူမှုမှာ3ယောက်ချ3ယောက်ချកောက်ယူပါမယ်ဆိုတဲ့တော့အဲ့တော့3ယောက်ချកောက်ယူရဲဆိုတဲ့အခါမှာကျွန်တော်ပထမအောင်ဆုံး3ယောက်1နဲ့3မှာကြာတော့ဖြင့်ဘယ်လိုရွေးချယ်မှာလဲ ပထမဦးဆုံးရွေးချယ်မှုကိုတော့ဖြင့် randomly ဆက်လက်လုပ်ရပါတယ်ပထမဦးဆုံး1နှစ်3 3ယောက်ချားဆိုတဲ့အတွက်1နှစ်3ဆိုတဲ့တစ်ဖြက်အဲ့ဒီ1နှစ်3တွေက1လ2လ3လကို randomly ဆက်လက်လုပ်အဲ့ဒီဟာရပြီဆိုလို့ရှိရင်အဲ့ဒီကနေနောက်ထပ်3ယောက်ချား3ယောက်ချား3ယောက်ချားရွေးသွားရုံပဲဖြစ်ပါတယ်အဲ့ဒီဟာလေးကိုကျွန်တော်အာမပြပြချင်ပါတယ်ဗျအဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့က sample ဆိုပြီးတော့မှ တစ်ကနေ3ပထမအဆုံးเนาะ3ယောက်ချရွေးมาဖြစ်တဲ့အတွက်တစ်ကနေ3ခေရာတစ်ခုရွေးချယ်ပေးပါတစ်ဒီသဘောတရားလေးဖြစ်ပါတယ် sample ဝင်နေမှာ1 2 3 comma 1အဓိပ္ပာယ်ကတစ်ကနေ3ရှိတယ်အဲ့ဒီကတစ်ခုကို randomly select လုပ်ပေးပါဆို run လိုက်တဲ့အခါမှာ3ကိုပေးတယ်ကျွန်တော်နောက်တစ်ခါထည့်ရိုက်နောက်တစ်မျိုးဖြစ်ချင်းဖြစ်မယ်တူချင်းလဲတူမယ် တစ်ကိုလည်းပေးခြင်းပေးမယ်တစ်ကိုပေးတယ်ဆိုရင်တော့ပြရွေးချယ်မှုကများသွားမယ်ပေါ့ဒါဒီမှာဖြစ်တဲ့ပြဿနာအဲ့တော့ဒီမှာ၃ပေးတယ်၃ယောက်ချရွေးမယ်ပထမအဆုံးတစ်ယောက်ကိုကျွန်တော်တို့က၃ဝက်စမယ်အဲ့ဒီအခါမှာရှေ့မှသင်ခဲ့တဲ့ sequence ဆိုတဲ့ function ၃မယ်၃ဝက်နေ73ခွ၃ယောက်ချပြီးရွေးပါဆိုပြီးတော့မှဒီမိတ်လေးထပ်ခိုင်းမယ်အဲ့ဒီအခါမှာ run လိုက်ပြီဆိုရင်36 90နဲ့ဆိုပြီးတော့မှဒါလေးကိုကျွန်တော်တို့ပေးပါတယ်เนาะဒါပထမဆုံး တစ်ကနေ3တွင်း randomly ရွေးလိုက်တဲ့အခါမှာ3ရတယ်3ရတာဖြစ်တဲ့အတွက်3ကနေ73ကြားထဲမှာ3ောင်းချာရွေးခိုင်းတဲ့အခါမှာ3 6ကိုစနစ်ဆိုပြီးတော့မှရွေးပါလေအဲ့ဒီလိုမျိုး data ကောက်ယူမှုမျိုးကိုကြတော့ဖြင့်ကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့ systematic sampling လို့ခေါ်ပါတယ်ဒါကကျွန်တော်တို့ probability sampling ရဲ့ဒုတိယတစ်ခုဖြစ်ပါတယ်နောက်တတိယတစ်ခု stratified sampling ပေါ့အဲ့တော့ stratified sampling ဆိုတာကကိုလိလံမဲ့ population ကိုကောက်ယူမဲ့ data ကောက်ယူမဲ့ population ရှိတယ်အဲ့ဒီ population ကြီးကိုကျွန်တော်တို့ကအလွာတွေခွဲယူချလိုက်တာအလွာတွေပထမဆုံးတစ်ဆင့်ခွဲလိုက်အဲ့ဒါဆိုရင်ဟုတ်ပြီကျွန်တော်တို့ဘယ်လိုမျိုးလေယာဉ်တွေခွဲမှလဲ strata တွေဘယ်လိုခွဲမှလဲပမာအဖြစ်ကျွန်တော်တို့တူညီတဲ့လက္ခဏာရှိတာကိုဒါ the same strata ထဲမှာထည့်မယ် ဥပမာကျွန်တော်တို့လေ့လာမှုမှာ gender ဆိုရင်ကြားမခွဲပြီးကောက်လိုက်မယ်။ဒါဆိုလို့ရှိရင်လည်းပဲဒီလေ့လာမှုမှာကျွန်တော်တို့ထားပါတော့ခုနကုမ္ပဏီတစ်ခုမှာဝန်ထမ်းအယောက်1000ရှိတယ်။ကြား600ရှိမယ်မ400ရှိတယ်။ကြားမခွဲကောက်မယ်။ကြား600တဲ့ကနေအချိုးဆိုင်ညီ60တရားရွေးမယ်ဆိုရင်600တဲ့ကနေ60ရွေးမ 400လေးရနဲ့40ရွေးဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကာယုံမှုဒီဂျာမာပေါ်မှာ proportional လေးကျိလဲဖြစ်တယ်လို့ဂျာမာနှစ်ခုစလုံးလေးပဲသူ調査တိုင်းပါသွားမှာဖြစ်တယ်เนาะဒါ400ခွဲတာနောက်တစ်ခါကျွန်တော်တို့ age range ပေါ့အသက်အရွယ် like stratify လို့လူငယ်ပိုင်းလူလက်ပိုင်းလူကြီးပိုင်းဆိုပြီးတော့မှ data ကိုကောက်ယူအဲလူငယ်ကဘယ်လောက်ကနေဘယ်လောက်ထိသတ်မှတ်တယ်ဒါကတော့ကိုယ့်ရဲ့သူတေသနာနေပယ်လိုက်သတ်မှတ် လူလက်ကိုဘလောက်ကနေဘလောက်ထိတတ်မှတ်မယ်လူကြီးကိုဘလောက်ကနေအထက်ဆိုတတ်မှတ်မယ်ပြီးတော့မှအဲ့လိုမျိုးကောက်ယူဒါဆိုရင်ဒါ strata 3 layer ရှိသွားမယ်နောက်တစ်ခါ income income မို့လဲပဲကျွန်တော်တို့ကဒီမှာဟာဝင်ငွေနေတယ်ဝင်ငွေအလဲလက်ရှိတယ်ဝင်ငွေများတယ်အဲ့တော့နေတာကဘလောက်ထိကိုနေတယ်လို့ထားမလဲအလဲလက်ကိုဘလောက်ကနေဘလောက်ကြားထားမလဲများတာကဘလောက်ထက်ဖြစ်သွားရင်ထားမလဲအဲ့လိုမျိုးလေးတတ်မှတ်ပြီးတော့မှ data ကောက်ယူနောက်တစ်ခါ job row အလုပ် ခွင်မှာသူ့ရဲ့အရေးပါမှုခံခံတာရန်ရေးပါတယ်ဘလို့လုပ်တယ်လောက်ပါတယ်တာမန်လောက်ပဲလောက်ပါတယ်သူကတော့ဖြင့်တာမန်တန်နေနေပို့တယ်ရန်လည်းအရေးမပါဘူးစားရှိသဖြင့်ပေါ့ဒါကိုယ့်ရဲ့သူတေသနာနေပယ်လိုက်ဒီအလွာလေးတွေအလွာလေးတွေခွဲခွဲခိုးခွဲပြီးတော့မှသူ့လွာလိုက် data ကောက်ယူမှုမျိုးကို stratify sampling လို့ခေါ်ပါတယ်အဲ့လိုမျိုးကောက်ယူတဲ့အခါမှာကျွန်တော်တို့ဒီ population တစ်ခုလုံးအတွက် level ကျွန်တော်တို့ဒီသွားပြီးတော့မှဒီကြာကြာနာနာ ကိုယ့်ရဲ့ခွဲလိုက်တဲ့အထဲမှာချိုးစားကြဖို့လိုတာပေါ့ဒါပါတော့ဗျာကျွန်တော်တို့အလွမ်းတော်လွားခွဲလိုက်လို့အလွမ်းတော်လွားကဟိုຢာခိုင်နှုန်းတူတူ90 90ဆိုရင်တော့ညီလူညီမကောက်လိုက်တာပြဿနာမရှိဘူးအဲ့လိုမဟုတ်ဘူးခုနပြောသလိုဒီတခုကညာတယ်တခုကနဲတယ်ဆိုလို့ရှိရင်အဲ့ဒီဟာတွေကိုလည်းပဲကျွန်တော်တို့ကချိုးစားညီညီကောက်ယူဖို့လိုတယ်အဲ့ဒီခါမှဒါလည်းရင်ကိုယ့်ရဲ့ကောက်ယူမှုကဟို no bias ဖြစ်သွားမှာเนาะဒီလိုမျိုးလေးကောက်ရဖြစ်ပါတယ် ကြည့်ဒါဆိုရင်ကျွန်တော်တို့ဥပမာအနေနဲ့ဒီကုမ္ပဏီတစ်ခုမှာလုံလုံနေတာအမျိုးသမီးအရောက်800ရှိတယ်အမျိုးသားအရောက်200ရှိတယ်အဲ့ထက်ကနေပြီးတော့မှဝါနေပြီးတော့မှဒီကြာမှကြန်တာလိုက်လေးပဲအချိုးစားညင်ညီအချက်လက်တွေမေးမြန်းခြင်း ਨੇ အဲ့လိုနေထားမှာဒီကုမ္ပဏီဝန်ထမ်းအရောက်1000တည်းကနေပြီးတော့မှကြာမှ strata ဖွဲ့လိုက်မှ strata file လုပ်လိုက်မှ အချိုးစမ်းကြည့်အောင်ဆိုလို့ရှိရင်ကိုယ်အရောက်တရာကောက်ယူမှာဆိုရင်800တရာနေပြီ80ကောက်ယူ200ယောက်ျားလေးတရာနေ20ကောက်ယူဒါဆိုလို့ရှိရင်ဒါကိုယ်ကောက်ယူလိုက်တဲ့တရာမှာကြာမှနှစ်လောက်ခွဲထားတဲ့အချိုးအစားလည်းပဲအနည်းများလိုက်ပွားပြီးတော့မှတူမှာဖြစ်တယ်အဲ့ဒီ data ချက်လက်တွေကိုမေးမြန်းပြီးတော့မှကျွန်တော်တို့ကောက်ယူမှုလုပ်တဲ့ဟာမျိုးကို stratify sampling လို့ခေါ်ပါတယ်အဲ့နောက်တစ်ခုတတိယတစ်ခုကတော့ဖြင့် cluster sampling ဖြစ်ပါတယ် ဲ့တော့ cluster sampling ဆိုတာကဒီ population ကိုလေ့လာမဲ့ population ကိုကျွန်တော်တို့ကအုပ်စုတွေဖွဲလိုက်တာဒီနေ့အဖြစ် session တွေပိုင်းလိုက်ပြီးတော့မှ ပိုင်းလိုက်ပြီးသွားပြီးအုပ်စုခွဲလိုက်ပြီးသွားပြီးဒီမှာတော့ပြင်အုပ်စုဒီမှာထားပါတော့ဗျာ၅စုပေါ့အဲ့ဒီအုပ်စု၅စုဖွဲပြီးသွားရင်ဘယ်နှစုကောက်ယူမလဲဆုံးဖြတ်မှ၃စုကောက်မယ်ဆိုရင်အဲ့ဒီခွဲထားတဲ့၅စုကို randomly select လုပ်ထားလိုက် 1 to 5ပြီးတော့မှသုံးခုရွေးချင်မယ် sample 1 column 5 comma 3အဲ့လိုမျိုးလေးသွားလိုက်တယ်ဆိုလို့ရှိရင်ကိုဘယ်စုတွေကိုကောက်ရမလဲဆိုတာလေးကထွက်လာမှာဖြစ်တယ်အဲ့ဒါပြီးတဲ့အခါမှာဒီကိုခွဲလိုက်တဲ့ cluster တစ်ခုချင်းတစ်ခုချင်းဒီ population size အရင်မကြီးတော့ဘူး cluster size ကတိတ်မကြီးတော့ဘူးဆိုရင်အားလုံးကိုကောက်ယူထားပါတော့ cluster 1ကို ကောင်းမယ် cluster 4ကောင်းမယ် cluster 5ကောင်းမယ် cluster 1လေးအကုန်ကောက်ယူ cluster 4လေးအကုန်ကောက်ယူ cluster 5လေးအကုန်ကောက်ယူ2နဲ့3ရာဖြင့်ထားခဲ့လိုက်အဲ့လိုမျိုးကောက်ယူမယ်ဆိုလို့ရှိရင်ဒါဟုတ်ကြတော့ single stage cluster sampling ကိုခေါ်ပါလေ cluster ခွဲတယ်အဲ့ခွဲလိုက်တဲ့ cluster တွေကနေပြီးတော့မှ randomly select ရွေးချယ်လိုက်မယ်ဘယ်နှခုကောက်မလဲဒီမှာတော့ဖြင့်၅ခုခွဲတယ် သုံးခုရွေးချယ်တယ်အဲ့ဒီသုံးခုကိုကျွန်တော်တို့ကထပ်ပြီးတော့မှမခွဲတော့ဘူးတစ်ခုစီတစ်ခုစီတစ်ခုစီကိုအကုန်လုံးကောက်ယူမြင်မြင်မယ်ဒါဆိုလို့ရှိရင် single stage cluster sampling လို့နားလည်ရမှာဖြစ်ပါလေနောက်တစ်ခုကကျတော့အဲ့ဒီလိုမဟုတ်ဘူးကျွန်တော်တို့က cluster ၅ခုခွဲလိုက်ပြီအဲ့ဒီ၅ခုခွဲလိုက်တဲ့အခါမှာ cluster တစ်ခုချင်းစီတစ်ခုချင်းစီတစ်ခုချင်းစီမှာပါနေတဲ့ဥယေကများနေသေးတယ် များနေသေးတယ်ဆိုလို့ရှိရင်ဒါတစ်ခုချင်းစီတစ်ခုချင်းစီကိုအကုန်လုံးခောက်ယူဖို့ဆိုတာကအခက်အခဲရှိတယ်။အဲ့လိုခါမျိုးမှာကို၃ခုကိုရွေးချယ်လိုက်ပြီးအဲ့ဒီ၃ခုထဲမှာတစ်ခုချင်းစီကိုကျွန်တော်တို့က randomly select ပြန်လုပ်။ဒါပါတော့ဗျာဒီမှာ cluster 1မှာဒါစုစုပေါင်းရောက်300ရှိတယ်ဆိုပါတော့အဲ့ဒီ300ထဲမှာမှာကိုက80កောက်ယူမယ်100កောက်ယူမယ်ဆိုရင်အဲ့ဒီ300ထဲက80ကိုကိုက randomly ဆက်လက်ပြန်လုပ်ဒီလိုပဲဒီ cluster 4မှာဆိုလို့ရှိရင်ဥယျ90ရှိတယ်ဆိုရင်အဲ့ဒီ90တွေကကို20ကောက်လို့မဆိုရင်20ကို randomly ဆက်လက်ပြန်လုပ်အဲ့လိုမျိုး cluster ခွဲအဲ့ cluster တွေကမှတစ်ဆင့်ပြန်ပြီးဆက်လက်လုပ်ပြီးတော့မှ cluster မျိုးကြတော့ကျွန်တော်တို့အဆင့်နှစ်ဆင့်ဖြစ်သွားတဲ့အတွက် two stage cluster sampling လို့ခေါ်ပါတယ်ဒါလေးကိုကျွန်တော်တို့နားလည်ဖို့လိုပါတယ်